မင်္ဂလာပါရှင်မြမပြည်သူပြည်သားအပေါင်းကိုစိတ်မပြားစမ်းပါစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါရစေ။အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်းချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျမကတော့စင်စင်ပါ။ ထမဆောင်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့လေချောင်းတိုက်ခိုက်မှုကြောင့်ကလေးတငယ်သေးဆုံးမှု၄၀၀ခန်းအထိမြင့်တက်လာခဲ့တယ်လို့တာမကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ အကြဖတ်ဆက်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်2023ခုနှစ်ကနေ2025ခုနှစ်မလအထိကလေးတငယ်တေဆုံးမှုမှာ400ခန်းအထိမြင့်တက်လာခဲ့လို့ကုလသမဂ္ဂဆိုင်ရာမြန်မာမြေရန်ကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မောထွန်းကဇွန်လ10ရက်နယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှာကုလသမဂ္ဂကလေးတငယ်များရန်ပုံငွေဘုတ်ဖွဲ့ရဲ့2025ခုနှစ်ဆိုင်ရာနှစ်ပတ်လည်အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ မြန်မာညညရေးအစိုးရလုပ်ခွင့်ရေးဝင်ကြီးဌာနရဲ့အချက်အလက်များအရ2023ခုနှစ်မှ2025ခုနှစ်မလအထိကလေးငယ်တည်ဆုံမှုမှာ၄00ခန့်အထိမြင့်တက်လာခဲ့ပြီးအကြမ်းဖက်ဆက်ကောင်စီမှရသားပြည်သူများပေါ်ပြစ်မှတ်ထားကစနစ်တကျတိုက်ခိုက်ခြင်းများကြောင့်ဖြစ်ပေါ်လာတဲ့ရလဒ်တွေဖြစ်တယ်လို့အတမတ်ကြီးကပြောကြားခဲ့ပါတယ်။ UNICEF ဟာတကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်ပွားနေတဲ့ကြီးလေသောစိန်ခေါ်မှုတွေဖြစ်တဲ့ မြင့်တက်လာနေတဲ့အကြက်တဲပရိပခါများကြားကလေးငယ်တွေကိုကာကွယ်ပေးအပ်ရေးမှာစင်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာကိုတွေ့မြင်နေရတယ်လို့အတမတ်ကြီးကပြောကြားခဲ့ပါတယ်။မတရားဆင်နာသိမ်းမှုဖြစ်ပွားတဲ့၄နှစ်ကျော်ကာလအတွင်းမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးလုံခြုံရေးစီးပွားရေးလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ရေးနဲ့လူ့ခွင့်ရေးခြေနေတွေဟာဆင်နာသိမ်းမှုနဲ့ဆေးအုပ်စုကျူးလွန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေဟာအလွန်အမင်းဆိုးရွားနေရလို့ပြောကြားခဲ့ပါတယ်။ ဒီနေ့အထိမြန်မာနိုင်ငံကပြည်တွင်းနေရဆွန့်ခွာသူ3.5တန်းကျော်ရှိနေပြီးကလေးငယ်6.3တန်းအပါအဝင်လူသန်းပေါင်း20ဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုအရေးတကြီးလိုအပ်နေရလို့ပြောကြားခဲ့ပါတယ်။ကလေးတငယ်တွေရဲ့အသက်အိုးအိမ်တွေနဲ့အနာဂတ်များကိုကယ်တင်ရေးအတွက်အကြဖက်ဆဲအုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့လေချောင်းရံတွေကိုခြုံငိမ့်ရက်တက်မှုမိမိတို့အားလုံးအတူတကွဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ဖို့လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့ကော့ကရိတ်မြို့နယ်ပိုင်ရဲရွာကကိုတူကိုထအကြောင်းကိုအကြံဖတ်စစ်တပ်ကကလစတာဘုံနဲ့ပေါင်300ဘုံနဲ့ဘုံကျဲတိုက်ခိုက်လို့ကလင်းငယ်တွေအပါအဝင်ပြည်သူ9ဦးသေဆုံးပြီး20ကျော်တန်းရခဲ့တဲ့တဲ့င်းပဲဖြစ်ပါတယ်ရှင်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်ပိုင်ရဲရွာကကိုတူကိုထအကြောင်းကိုအကြံဖတ်စစ်တပ်ကကလစတာဘုံနဲ့ပေါင်300ဘုံနဲ့ ဘုံကျဲတိုက်ခိုက်လို့ကလင်းငယ်တွေအပါအဝင်ပြည်သူ9ဦးသေဆုံးပြီး20ကျော်တန်ရာရှိခဲ့လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဇွန်လ12ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ကော့ဂရိတ်မြို့နယ်ပိုင်ရက်ရွာရွာလဲကိုဇွန်လ9ရက်မိုးလယ်12:45မိနစ်မှာအကြက်ဖက်ဆဲအုပ်စုရဲ့လေတပ်က Jet Fighter တစ်စီးနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Cluster ဘုံနဲ့ပေါင်300ဘုံတို့ကို3ချိန်၈လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်။အကြက်ဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကိုတူကိုထောက်ဖွင့်လှစ်ထားတဲ့နေအိမ်ကျောင်းနဲ့ ွန်ကရစ်လမ်းမကြီးပေါ်ကိုကြောက်ရောက်ပောက်ကွဲခဲ့ရာကြောင့်အသက်၁၀နှစ်အောက်ကလေးငယ်၃ဦးအမျိုးသမီး၁ဦးနဲ့အမျိုးသား၁ဦးစုစုပေါင်းပြည်သူ၅ဦးသေဆုံးက22ဦးထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။လူ့ခွင့်ဆိုင်ဝင်ကြီးဌာနအနေနဲ့ပြည်သူတရားလုံးဒဏ်တူညီများမှုရရှိရေးငြိမ်းချမ်းရေးနဲ့တရားမျှတမှုရရှိရေးအတွက်အကြံဖက်ဆဲအုပ်စုရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအေးအေးယူနိုင်ရေးအစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အသိပေးထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမယ့်တဲ့ငါတော့တော်လိုင်းရေးကာလာမှာပြည်သူတွေကိုအာဏာနဲ့ကာကွယ်ပေးဖို့မဟုတ်ပဲဥပဒေနဲ့အညီကာကွယ်ပေးဖို့အရေးကြီးရလို့ NUG တရားရေးဝင်ကြီးဦးသိန်းဦးကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။တော်လိုင်းရေးကာလာအတွင်းတရားဥပဒေစိုးမိုးရေးနဲ့အညီပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့အလို့ရေးကြီးပြီးအာဏာနဲ့ကာကွယ်ပေးဖို့မဟုတ်ပဲ ဥပဒေနဲ့အညီကာကွယ်ပေးဖို့လည်းအရေးကြီးရလို့မြို့သားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးသိန်းဦးကဇွန်လ၁ရက်တရားရေးဝန်ကြီးဌာနတရားစွဲနဲ့အမှုလိုက်ဦးစီးဌာနနဲ့မြို့နယ်ဥပဒေတာဝန်ခံတွေကိုတွေ့ဆုံစည်းဝေးမှာပြောကြားခဲ့ပါတယ်။တလိုင်းရေးကာလမှာတရားဥပဒေစိုးမိုးရေးနဲ့အညီပြည်သူလူထုရဲ့အသက်အိုးရင်စီးစင်ဟာကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့အလွန်အရေးကြီးပြီးအာဏာနဲ့ကာကွယ်ပေးဖို့မဟုတ်ဘဲဥပဒေနဲ့အညီကာကွယ်ပေးဖို့အရေးကြီးရလို့ပြည်အောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။ ဥပဒေကိုအကင်အတွင်းဆောင်ရွက်ရတဲ့ပုံကိုယ်တွေကအလွန်ရေးပါပြီးမရှိမဖြစ်ပုံကိုယ်များဖြစ်ကြကြောင်းဥပဒေသမားများဖြစ်ကြတာကြောင့်ဥပဒေကပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်တွေကိုအခြေခံပြီးအပြည့်ရှိမရှိသုံးသက်ကတရားစွဲဆိုပြီးအမှုများကိုတရားရုံးသို့တင်ဖို့ကတရားရုံးရောက်လာပါကလည်းတရားသူကြီးများကဥပဒေပြဋ္ဌာန်းချက်နဲ့ညီဆက်လက်ဆောင်ရွက်ကြပြီးအပြည့်ရှိပါကအကျဉ်းဦးစီးဌာနလက်အောက်ရှိအကျဉ်းထောင်များသို့ပို့ဆောင်ကြရသဖြင့်တရားရုံးဝင်ကြီးဌာနကသုံးဌာနပေါင်းဆက်ထားတဲ့ သုံးချောင်းထောက်စနစ်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်တယ်လို့ပြည်အောင်စုဝန်ကြီးကပြောကြားခဲ့ပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တဲ့တင်ကတော့ကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်မဆုံးရှုံးစေရတဲ့စုံမထင်းချောင်းနယ်မြေတွေမှာခင်မီလေချောင်းအချက်ပေးစနစ်နဲ့ဘုံကျဲတံခံနိုင်တဲ့ကိုလိုနီယာတွေရေတကြီးလိုအပ်နေရလို့ပြည်အောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောကြားခဲ့တဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ ကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်မဆုံးရှုံးစေရအတွက်စုံမထိုင်ချုပ်နယ်မြေတွေမှာခိမီလေးချောင်းအချက်ပေးစနစ်နဲ့ဘုံကျဲတံခံနိုင်တဲ့ခလုံးနေရာတွေအရေးကြီးလို့အပ်နေရလို့မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဇွန်လ12ရက်ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံကကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်ကိုမဆုံးရှုံးစေဖို့အတွက်ခိမီလေးချောင်းအချက်ပေးစနစ်တွေ ဗဟုကြတဲ့ခံနိုင်တဲ့ကိုလိုနီယာတွေအရေးကြီးလိုအပ်နေတာဖြစ်ပါတယ်လို့ဦးနေဖုံလက်ကပြောပါတယ်။ပညာရေးဝန်ကြီးဌာနအနေနဲ့ကလေးတငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေရအတွက်စုံမထိတ်ချုပ်နေမြေတွေမှာဈာကာလပညာရေးကိုနိလန်းမျိုးစုံနဲ့ဖော်ဆောင်သင်ကြားပေးနေပေမဲ့လည်းအကြက်ဖက်ဆေးအစုကကလေးတွေပညာသင်ကြားနေတဲ့စာသင်ကျောင်းတွေကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နေကြောင်းအဲ့လိုပြုလုပ်မှုတွေကြောင့်ပညာရေးဝန်ကြီးဌာနကဘေးရနေတဲ့ကင်းရှင်ရေးအစီအမံတွေဆောင်ရွက်နေစဉ်ကာလအတွင်းမှာ ကျောင်းတွေကိုခိတရာရီရနာထားဖို့အတွက်ညံ့ကြားချက် ထုတ်ပြန်ထားတယ်လို့ဦးနေဖုံလက်က ပြောပါရယ်။ကလေးငယ်တွေလုံးကျုံစိတ်ချစွာအသက်အနည်းငယ်ရှင်းစွာနဲ့ပညာသင်ယူနိုင်ရတဲ့အိနေချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကအကူအညီပေးချဖို့အတွက်လည်းတိုက်တွန်းပြောကြားထားပါရယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဌာနအနေနဲ့ဆေးရုံ9ခုသို့မဟုတ်10ခုဆောက်လုပ်နိုင်ရတဲ့ရှာသားဆောင်ရွက်လျက်ရှိရဆိုတာနဲ့လက်ရှိမှာဆေးရုံနှစ်ခုကိုစတင်ဆောက်လုပ်နေပြီဖြစ်တယ်လို့လည်းသိရပါရဲ့ရှင်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတော်သမရာယုံပြောရေးဆိုခွင့်ရှိသူအဖြစ်မှဦးကျော်စောနားယူခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမရာယုံပြောရေးဆိုခွင့်ရှိသူဦးကျော်စောကိုဇွန်လ10ရက်နေ့ကစပြီးတာဝန်မှနားယူခွင့်ပြုလိုက်တယ်လို့မြန်မာညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလာကထုတ်ပြန်ခဲ့ပါတယ်။ ဦးကျော်စွာကသမရယုံပြောရေးဆိုခွင့်ရှိသူအဖြစ်မှအနားယူလိုက်ပေမဲ့နိုင်ငံတော်သမရယုံရဲ့ဗျူဟာမြောက်ထိတွေ့ဆက်ဆံမှုနဲ့ပေါင်းဆက်ညီနာရေးတာဝန်တွေကိုဆက်လက်လုံဆောင်သွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါဗျ။ဦးကျော်စွာဟာလွန်ခဲ့တဲ့၄နှစ်တာကာလအတွင်းသမရယုံရဲ့ပြောရေးဆိုခွင့်ရှိသူတာဝန်ကိုယုံကြည်စွာအနှင်းခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမရဒူဝါလက်ရှိလာအစိုးရအဖွဲ့ဝင်များနဲ့သမရယုံ အတွင်းဝင်တို့ကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းနဲ့သမရာရောရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အတွက်အလွန်တရာမှဂုဏ်ယူဝမ်းမြောက်ရတယ်လို့အသိပေးပြောကြားထားပါတယ်။ဒါ့အပြင်တာဝန်ယူလုံဆောင်သွားမဲ့အခမ်းကဏ္ဍအသစ်ကနိုင်ငံတော်ယာယီသမရာရဲ့ညွန်မန်းဆောင်ရွက်ချက်များကိုမြင့်တင်ပေးကသမရာရုံရဲ့အဓိကအဖွဲ့ဝင်တအုပ်ဖြစ်ဆက်လက်ပါဝင်လုံဆောင်သွားမှာဖြစ်တယ်လို့လည်းဦးကျော်စောကအသိပေးပြောကြားထားပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကြမ်းဖက်ဆက်ကောင်းဆောင်မင်းအောင်လှိုင်နဲ့နျူကလ িয়ার နည်းပညာရရှိရေးအရှိန်မြင့်ကြိုးပမ်းလာမှုကအာဆီယံဒေသရင်းလုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့ဦးနေဖုံလက်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြမ်းဖက်ဆက်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার နည်းပညာရရှိရေးအရှိန်မြင့်ကြိုးပမ်းလာမှုတွေကအာဆီယံဒေသရင်းလုံခြုံရေးကိုထိခိုက်စေနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရပြောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကဇွန်လ12ရက်ပြည်သူလူထုနဲ့နိုင်ငံတကာတို့တင်းစကားပြောကြားခြင်းအစီအစဉ်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။အကြံဖတ်ဆက်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့နျူကလ িয়ার နည်းပညာရရှိရေးအချိန်မြင့်ကြိုးပမ်းလာမှုကိုမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အလေးနက်စိုးရိမ်ပူပန်မိပါတယ်။ဒီကိစ္စဟာမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတွေအတွက်အထင်မကပဲ အာဆီယံဒေသအတွင်းကနိုင်ငံတွေအားလုံးမှာရှိကြတဲ့အသီးသီးသောပြည်သူတွေအားလုံးရဲ့တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကိုထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်ပါတယ်။လက်ရှိအချိန်မှာတိုင်းပြည်ဗန်နာနဲ့ဝယ်ယူထားတဲ့ဆက်လက်နဲ့ပစ္စည်းတွေကိုစိတ်တိုင်းချအသုံးပြုပြီးမြန်မာပြည်သူလူထုကိုနေစဉ်ရက်ဆက်တိုက်ခိုက်တပ်ဖြတ်နေတဲ့ကျန်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့လက်ထဲကိုနျူကလ িয়ার စွမ်းအင်၃လက်နက်တစ်စုံတရာရောက်ရှိသွားမယ်ဆိုရင် ဒါဟာဒေတာရင်းနိုင်ငံတွေအတွက်ပါမတွေးဝင်စရာအခြေအနေတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်လို့ဦးနေဖုံလက်ကပြောကြားခဲ့ပါတယ်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့ဂျမ်ဖက်စက်ကောင်ဆောင်မင်းအောင်လိုင်နဲ့နျူကလ িয়ার စွမ်းအင်ရရှိရေးအစီအစဉ်တွေဆောင်ရွက်နေမှုကို အထူးလေးနှက်ထားစဉ်းစားပြီးလိုအပ်တဲ့တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ကြဖို့တိုက်တွန်းကြောင်းမြန်မာနိုင်ငံဟာရွေးကောက်ခံရတအစိုးရလက်ထက်မှာနျူကလ িয়ার ဘေးအန္တရာယ်ဂင်းရှိရေးဆိုင်ရာကွန်ဗင်းရှင်းနဲ့နျူကလ িয়ার ပစ္စည်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကာကွယ်မှုကွန်ဗင်းရှင်းတို့ကို2016ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တယ်လို့ဦးနေဖုံးလက်ကပြောကြားခဲ့ပါတယ်။ဒါအပြင်နျူကလ িয়ার လက်နက်စမ်းသပ်မှုများအလုံးစုံတားမြစ်ရေးစာချုပ် CTBT ကိုလည်းအရသာဆိုရလက်ထက်ဖြစ်တဲ့2019ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့တယ်လို့နျူကလ িয়ার လက်မှတ်များတားမြစ်ရေးစာချုပ် TPNW ကိုလည်း2018ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်။နျူကလ িয়ার လက်နက်များတားမြစ်ရေးစာချုပ် TPNW ကိုအတည်ပြုဖို့နဲ့ပြည်ပဆိုင်ရာအမှုမျိုးစွမ်းရင်အေဂျင်စီ IAEA ရဲ့နောက်ဆက်တွဲသဘောတူညီချက်စာချုပ်တွေကိုအာဏာတပ်ဝင်လာအောင်ဆောင်ရွက်မှုတွေကတော့2021ခုနှစ်မှာအကြံဖက်ဆဲအုပ်စုရဲ့မတရားအာဏာလုယူရန်ကြိုးပမ်းမှုကြောင့်ရပ်ဆိုင်းခဲ့ရတာပါအကြံဖက်ဆဲအုပ်စုက2022ဇူလိုင်လကနေ2023အောက်တိုဘာလအထိ15လအတွင်း နားလည်မှုစာချုပ်လာထိုးတာနျူကလ িয়ার နည်းပညာတရင်အချက်လက်စင်တာဖွင့်လှစ်တာပူးပေါင်းဆောင်ရွက်မှု14ခုအတွက်သဘောတူညီချက်တွေပြုလုပ်တာအခုနောက်ဆုံးဓာတ်ပေါင်းဖို့တိစောက်ရေးအတွက်လည်လာဆန်းစစ်မှုတွေအပြီးသက်ပြီးလက်တွေ့တိစောက်ဖို့ပြင်ဆင်လာတာတွေအထိအချိန်တိုအတွင်းတဆင့်ပြီးတဆင့်တိုးမြင့်လှုပ်ဆောင်နေတာဖြစ်ပါတယ်ရှင်ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့မေလာစတောက်တာဘတ်အတွင်းမှာအကြဖက်စစ်ကောင်စီထံကနေအလင်းဝင်လက်လက်ချနဲ့စစ်သုံးပန်း106ဦးထိရှိတဲ့တဲ့ရင်ပဲဖြစ်ပါရဲ့ရှင်။ 2025ခုနှစ်မေလစတုတ္ထပတ်အတွင်းမှာအကြံဖက်စစ်ကောင်စီထံကနေအလင်းဝင်လက်နက်ချစစ်သုံးပန်းအဖြစ်နဲ့ရောက်ရှိလာသူစစ်သားရဲနဲ့ပြည်သူစစ်စုစုပေါင်း106ဦးရှိခဲ့လို့ပြည်သူပန်းနိုင်ငံကောက်ယူထားတဲ့မှတ်တမ်းတွေရသိရပါဗျ။အကြံဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အလင်းဝင်လာတပ်သားစုစုပေါင်း18ဦးရှိပြီးစကိုင်းတိုင်းမှာ3ဦး၊ပဲခူးတိုင်းမှာ5ဦး၊တင်တားတိုင်းမှာ1ဦး၊မွန်ပြည်နယ်မှာ2ဦး၊ချင်းပြည်နယ်မှာ6ဦး၊ကရင်ပြည်နယ်မှာ1ဦးပါဝင်ပြီး ဲ့ဒီလင်းဝင်လာသူ18ဦးအနက်16ဦးကအရမစစ်သားစုဆောင်ခံရသူတွေဖြစ်ပါတယ်လနဲ့ချသူအရေးအတွက်ကစုစုပေါင်း30ဦးရှိပြီးတော့အဲ့ဒီ30ဦးလုံးကကင်းပီနယ်မှာဖြစ်ခဲ့ရလို့ပြည်သူ့ပန်းတိုင်စီးရင်တွေမှာတွေ့ရပါတယ်။စစ်သုံးဖန်းဖန်းစီခံရသူတွေကစုစုပေါင်း58ဦးရှိပြီးအဲ့ဒီထဲမှာစစ်သား53ဦးပါဝင်ကပဲခူးတိုင်းမှာ9ဦး၊မန္တလေးတိုင်းမှာ1ဦး၊ရခိုင်ပီနယ်မှာ15ဦးနဲ့ကရင်ပီနယ်မှာ30ဦးဖြစ်တယ်လို့ဆိုပါတယ်။ ကျန်တဲ့လေးဦးမှာ၃ဦးကရဲတပ်ဖွဲ့ဝင် ဖြစ်ပြီးတော့၁ဦးကပြူစောတိဖြစ်တယ်လို့သိရပါဗျ။စစ်သုံးဖက်ဖြစ်ဖမ်းဆီးခံရသူလေးဦးလုံးကမကွေးတိုင်းကဖြစ်ပြီးပြူစောတိ၁ဦးကမန္တလေးတိုင်းကဖြစ်တယ်လို့စီးရင်တွေမှာတွေ့ရပါဗျ။အာရမစစ်မှုထမ်းခိုင်းခံရသူတွေအနေနဲ့အလင်းဝင်နိုင်မှု ခွင့်ရေးတွေရှိနေတဲ့ကြောင်းယခုဖြစ်ရကတက်တဲ့တခုလို့ဆိုရမှာပါလို့ပြည်သူ့ပန်းနိုင်အဖွဲ့ကပြောပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့သခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်အကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း950ကျော်ပြုလုပ်ခဲ့ပြီးပြည်သူ480ကျော်သေဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။သခိုင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာအကြံဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း952ကျိန်အထိပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပြည်သူ480ဦးထိသေဆုံးခဲ့ရတယ်လို့မြို့သားညညရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဇွန်လ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အကြံဖက်စစ်တပ်ကမလာနယ်ဆက်ရှိရကနေဇွန်လ6ရက်အတွင်းရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွယ်ပြီးကြံပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှုပေါင်း952ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ452ဦးသေဆုံးပြီး932ဦးဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။သေဆုံးရသူပြည်သူ452ဦးထဲမှာအသက်18နှစ်အရွယ်ကလေးငယ်82ဦးပါဝင်ပြီးတော့အသက်18နှစ်အထက်က148ဦးဖြစ်ကကျန်252ဦးကအသက်အရွယ်မသိရှိရဘူးလို့ဆိုပါတယ်။ ဒါအပြင်တရားရသူ932ဦးထဲမှာအသက်16နှစ်ယောက်183ဦးပါဝင်ပြီးတော့အသက်16နှစ်အထက်232ဦးဖြစ်ကကျန်936ဦးကအသက်အရွယ်မသိရှိရဘူးလို့ဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကသခိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု126ကြိမ်အတွင်း152ဦးသေပြီး298ဦးဒဏ်ရာရချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု20ကြိမ်အတွင်း16ဦးသေပြီး32ဦးဒဏ်ရာရမကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု69ကြိမ်အတွင်း39ဦးသေပြီး60ဦးဒဏ်ရာရ ကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု20ကြိမ်တွင်59ဦးသေပြီး65ဦးဒဏ်ရာရမန္တလေးမှာလေကြောင်းတိုက်ခိုက်မှု148ကြိမ်တွင်103ဦးသေပြီး213ဦးဒဏ်ရာရရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု26ကြိမ်တွင်10ဦးသေပြီး18ဦးဒဏ်ရာရနဲ့ရခိုင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု25ကြိမ်တွင်25ဦးသေပြီး83ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ကီနီပြည်မှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်တွင်17ဦးသေပြီး15ဦးဒဏ်ရာရ ပဲခူးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု36ကြိမ်တွင်30ဦးသေပြီး55ဦးဒဏ်ရာကရင်ပြည်မှာလေကြောင်းတိုက်ခိုက်မှု36ကြိမ်အတွင်89ဦးသေပြီး60ဦးဒဏ်ရာအရာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်တွင်3ဦးသေပြီး1ဦးဒဏ်ရာပရင်သာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်တွင်9ဦးသေပြီး10ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု12ကြိမ်တွင်9ဦးသေပြီး4ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်။စကိုင်းကလေးဘေးတင်ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလှုံ့ဆော်မှု ော်လိုင်းရေးဖွဲ့အသီးသီးကလှုပ်ဆောင်နေချိန်မှာဂျမ်ဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေဘုံချဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေရပါရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အဂျမ်ဖက်စစ်အုပ်စုကို ILO Constitution Article 33ရထိရောက်စွာအရေးယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ရင်ပူပေါင်းဆောင်ရွက်မှုများအပေါ်အထူးကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူရလို့လူ့သမားဝင်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ 133ချိန်မြောက်ပြည်ပဆိုင်ရာအလုပ်သမားရေးရာညီလာခံမှာဂျပန်ဆဲအိုဆူအား ILO Constitution Article 33ရထျောက်စွာအရေးယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ရေးပူးပေါင်းဆောင်ရွက်မှုများပေါ်အထူးကျေးဇူးတင်ဝမ်းမြောက်ဂုဏ်ယူရလို့မြို့သားညီညွတ်ရေးအစိုးရအလုပ်သမားရေးဝန်ကြီးဌာနကဇွန်လ9ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ မြို့သားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံမှာဆက်အနာရှင်စနစ်မြေဖြတ်ချိန်မုံရင်းနဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးမှာနိုင်ငံရေး၊စီးရေး၊တန်တမာရေး၊ဗန္နာရေး၊အုပ်ချုပ်ရေး၊လူမှုဆက်ဆံရေးအစရှိတဲ့တော်လှန်စစ်မျက်နှာပေါင်းစုံမှတိုက်ပွဲဝင်လျက်ရှိရာလုံထမားဝင်ကြီးဌာနအနေနဲ့နိုင်ငံရေးနဲ့ဗန္နာရေးခန္ဓာမှာပြည်ပြည်ဆိုင်ရာလုံထမားရေးအဖွဲ့ ILO အပါအဝင် မိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ ILO ရဲ့ဖွဲ့စည်းပုံစီမင်းရလူ့သမားဝင်ကြီးဌာနဦးဆောင်တဲ့အစိုးရအလို့ရှင်လူ့သမားသုံးပွင့်ဆိုင်အဖွဲ့အစည်းကိုဖွဲ့စည်းပြီး ILO ရန်ညားမှတဆင့်အကြမ်းဖက်ဆဲအုပ်စုအားအပြစ်ပေးရေးယူရေးနဲ့မျိုးသားညီညွတ်ရေးအစိုးရအားတရားဝင်အစိုးရအဖြစ် ILO မှစတင်အသိအမှတ်ပြုမှုရရှိရေးအစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။ တုံးဝဲဆိုင်အဖွဲ့ရဲ့ကျောင်းဆောင်ရွက်မှုရလဒ်ဖြစ်2025ခုနှစ်ဇွန်လ2ရက်နေ့မှ13ရက်နေ့ထိဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာကျင်းပလျက်ရှိတဲ့133ကြိမ်မြောက်ပြည်ပဆိုင်ရာအလုံသမားရေးရာညီလာခံရဲ့ ဇွန်လ9ရက်နေ့စုံကြီးအစည်းအဝေးမှာအကြံဖတ်ဆဲအုပ်စုအား ILO Constitution Article 33ရပြင်းထန်ထိရောက်စွာသောရေးယူမှုဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2021ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့စစ်တပ်ကအာဏာလုယူပြီးချိန်ကစပြီးအခြေခံလုံခြုံရေးအခွင့်အရေးလူ့ခွင့်ရေးချိုးဖောက်မှုများထို့သဖြင့် ILO ရဲ့အခြေခံပြဋ္ဌာန်းချက်များဖြစ်တဲ့လွတ်လပ်စွာတင်ပင်ဖွဲ့စည်းခွင့်နဲ့စုယုံပိုင်ခွင့်ဆိုင်ရာပြဋ္ဌာန်းချက်အမှတ်89 အာရမအလုတ်ခိုင်းစေခြင်းဆိုင်ရာပြဋ္ဌာန်းချက်အမှတ်29ရို့ကိုအကြံဖက်ဆေးအုပ်စုကကျူးလွန်ချိုးဖောက်နေကြောင်းပေါ်လွင်ထင်ရှားတဲ့အတွက်ညီလာခံအတွင်းအိုင်အလိုအဖွဲ့ဝင်နိုင်ငံများအကြားမဲခွဲဆုံးဖြတ်ရန်မလိုအပ်ပဲတညီတညွတ်နဲ့အတူပြုချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ILO က article 33ရရေးယူမှုဆုံးဖြတ်ချက်မှာအဓိကအားဖြင့် ILO အဖွဲ့ဝင်နိုင်ငံများအနေနဲ့ဂျပန်စစ်ကောင်စီနဲ့ဆက်ဆံရေးပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်တုံ့တက်ရန်ပြည်သူ့ဘောအခြေခံအခွင့်အရေးချိုးဖောက်မှုနဲ့ ဖိနှိပ်ကြမ်းဖက်မှုဖြစ်စေမဲ့ကြမ်းဖက်စစ်ကောင်စီထံလေရင်စီလက်နက်ပစ္စည်းငွေကြေးစစ်ဆေးမှုများမပြုလုပ်ရန်အစရှိတဲ့ကြမ်းဖက်စိုးစိုးပေါ်ဓာတ်ရိုက်ပိတ်မှတ်ထားတဲ့တန်ခတ်ရေးယူမှုများပါဝင်တယ်လို့ဆိုပါရယ်။အရေးဆုံးဖြတ်ချက်ကဝင်ကြီးဌာနကဥတီဆောင်ရွက်နေတဲ့နိုင်ငံရေးနဲ့ဗန္ဓာရေးစစ်မျက်နှာမှာအကြမ်းဖက်စိုးစိုးအားများစွာထိခိုက်စေမှာဖြစ်ပြီးတနည်းအားဖြင့်ဆရာနာရှင်စနစ်အမြင့်ဖြတ်ချေမှုန်းရေးအတွက်များစွာအကျိုးသက်ရောက်မှုရှိစေမှာဖြစ်ပါတယ်။ဒါကြောင့် ILO က Article 33ရ ရေးယူရေးဆုံးဖြတ်ချက်ချမှတ်လိုက်ခြင်းကပြည်သူတို့ရဲ့အောင်ပွဲတည်းရဲ့ဖြစ်တယ်လို့အသိပေးထားပါတယ်။ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမျိုးသားညီညွတ်ရေးအစိုးရကအစ္စလမ်ဘာသာဝင်များရဲ့နေထူးနေမြတ်ဖြစ်သောအစ်တူအဟာနေကိုတမန်လာပေးပို့ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မြန်မာညီညွတ်ရေးအစိုးရကဇွန်လ9ရက်မှာကြာရောက်တဲ့အစ္စလမ်ဘာသာဝင်များရဲ့နေထူးနေမြတ်ဖြစ်တဲ့အစ်တူအဟာနေကိုတောင်းလာပေးပို့ခဲ့ပါတယ်။ယခုဆင်နွှဲနေတဲ့ပြည်သူ့ຫນွေဦးတော်လန်ရေးမှာလည်း နိုင်ငံတော်ရှိပြည်သူများနဲ့တန်းတူမြန်မာပြည်ပွားအစ္စလမ်ဘာသာဝင်များလည်းတက်ကြွစွာပါဝင်ပြီးအကြမ်းဖက်ဆက်ရနာရှင်စနစ်ကိုတော်လန်တိုက်ပွဲဝင်လျက်ရှိတယ်လို့ဖော်ပြထားပါတယ်။နေဦးတော်လန်ရဲ့အတွင်ကြာဆုံးသွားခဲ့ရတဲ့အစ္စလမ်ဘာသာဝင်ရဲဘော်ရဲဘက်များရဲ့ရဲစွမ်းတက်တီပြေဝစွာဆွမ်းလောနှစ်နာခံပေးဆက်မှုများကိုလည်းမြို့သားညီညွတ်ရေးအစိုးရအနေနဲ့အလေးမြတ်ပြုမှတ်တမ်းတင်ထားရှိတယ်လို့ဆိုပါတယ်။ဆက်ရနာရှင်စနစ်ကိုအဆုံးသက်က တန်းတူအခွင့်အရေးများရရှိတဲ့ငြိမ်းချမ်းသော Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်အတွက်အမျိုးသားညီညွတ်ရေးအစိုးရကမဟာမိတ်တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များအားလုံးနဲ့အတူတကွလက်တွဲညီညီပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း Review ဖော်ပြထားပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကုမ္ပဏီပူဆော်သောနေဖြစ်တဲ့ Itru Aha နေမှာမြန်မာပြည်ရင်းပြည်ပရောက်ရှိနေသောအစ္စလမ်ဘာသာဝင်ပြည်သူများတာမကကမ္ဘာတဝန်းရှိအစ္စလမ်ဘာသာဝင်များအားလုံး ကျမ်းမာပျော်ရွှင်ပြီးဘေးကင်းကြပါစေလို့တောင်းလွန်မှာဆုတောင်းဖော်ပြထားပါတယ်ရှင်။ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းချင်းချုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။